Hello ဒီနေ့အရာကရှင်ပြီးတုံးပြမှာကရဲနာမည်ကြီးနေတဲ့ control palette တွေကနှစ်ခုပဲတစ်ခုက Tuku for school အဲ့နဲ့နောက်တစ်ခုက Judy Doe ရဲ့ control palette ဖြစ်ပါတယ်အရာရဲ့အရာကတော့ Tuku for school ဆိုလို့ရှိရင် classic တုံးပါတယ် Wem Thong အရာမှာဒီ Judy Doe က number 202ဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုကိုအရာရှင်တုံးပြပါမယ်နှစ်ခုစလုံးက Khu Thong အရာဆိုပြီးတော့မှနာမည်ကြီးနေတဲ့ powder control တွေဖြစ်ပါတယ်အဲ့နှစ်တစ်ခုကုန်ပါပြီဒါနောက်တစ်ခုပါ သူရဲ့အရာကတော့၃ယောက်လာပါတယ် highlight ရဲ့ဒီနားလေးကအညိုဖောက်လေးရဲ့အညို one tone ဖောက်ဖောက်လေးပေါ့နော်၃မျိုး၃ယောက်လာတယ်ပြီးရင်သူမှတ်မှန်ပါတယ်ကြတော့ Julie တော့ကြတော့၄ဖွက်လာတယ်အဒီကကြတော့ highlight ရောင်းတော်တော်ဖြူရဲ့ဒီကောင်ကကြတော့လုံးဝ highlight ကို shimmer glittery ပါတဲ့အရာပေါ့နော်ဒီကောင်ကအဖြူကိုမတ်မတ်တဲ့အရာဒီကောင်က shimmer glitter ပါတဲ့အရာနောက်ဒီကောင်ကကြတော့အညိုခွဲနှစ်ကွက်ပါတယ်တစ်ဖက်က one tone ဖောက်ပေါ့ထွက်လာပြီးတော့တစ်ဖက်ကကြတော့ခူတုံးဖောက်ကိုပို့သွားတယ်သူမှလည်းမှန်ပါတယ်ဈေးနှုန်းကသူတို့နှစ်ခုရဲ့ဈေးနှုန်းကတိတ်မကွာပါဘူး control stick လေးထည့်ပေးလိုက်တယ် ဒါလေးနဲ့ပဲသုံးကြည့်မယ်ဒီနှစ်ခုကိုဟိုရောပြီးသုံးပါလေဒီလိုမျိုးဒီလိုမျိုးဒီလိုမျိုးလုပ်ပြောင်းမှသုံးတယ်ဒါ error ရဲ့အကြောင်းပေါ့နော်သူကကြတော့အရင်ကြီးဒီအထုနှစ်ခုစလုံးကတော့ခူတုံးခူတုံးကွန်တိုဆိုတော့ဘရောင်ဇာကြီးလိုညိုကြီးဖြစ်နေမှာမဟုတ်ဘဲနဲ့ skipping chart ရဲ့ logo ရအောင်ဖြစ်ပါတယ်အခုဆိုရင်သိတော့ပါတယ်ဒီနားလေးကြာပါတယ်ဘာယိုလေးပြီးရင်တော့အဲ့ဒါ6နေကြာချင်းနေရာလေးကိုချပါမယ်ပြီးရင်တော့ဒီနေရာချပါမယ်ဒီအညိုရောင်လေးရွှေပြောင်းမှာနှာခေါင်းချပါမယ် ဒါကနှာခေါင်းကိုပုံပေါ်ထားတယ်လို့ပါဒီဘက်ကဘာမှမခေါ်ရသေးတဲ့နှာခေါင်းရဲ့ပုံစံပေါ့နော်ဒီဘက်ကခွန်တိုးနေနေချထားတဲ့နှာခေါင်းရဲ့ပုံစံအဲ့တော့ခွန်တိုးချထားတဲ့ဘက်နဲ့မချတဲ့ဘက်ကကနေကတိတ်တော့မကွာဘူးဒါပေမဲ့အရင်ကြီး harsh မဖြစ်ဘူးအရင်ကြီး yellow tone တက်မနေဘူး orange ဖြစ်မနေဘူးပြီးရင်အာအရင်ကြီးကွာချမနေဘူးပါဒါပေမဲ့တိတာကမျက်နှာလေးက sculpting လို့ဖြစ်သွားတယ်အဲသူ့ပုံလေးနဲ့သူ 3D ပုံစံလေးပေါ်သွားတယ်နှာခေါင်းလေးဆိုလို့ရှိရင်လည်း 3D ပုံစံလေးပေါ်သွားတယ်နော်ဒါကကျတော့ခွန်တိုးချရခြင်းရဲ့အဲကောင်ကျိုးလေးပေါ့နော်ဂျူဒီတော့မှကျတော့ဒီနှစ်ခုကတော့ဆက်သုံးမယ်ဒီကောင်ကပို့ပြီးတော့မှနှစ်ခုစလုံးကပို့ပြီးတော့မှခူတုံးဘက်ကိုသွားပါတယ်နှစ်ခုစလုံးကတော့ရောလိုက်ပါမယ် ပြီးမှအခုတော့ချာမယ်တိတ်တာဘက်ကတော့အဲ့တော့မျက်နှာအဲ့ဒီမျက်လုံးနဲ့ဒါရိုက်ကြည့်ရတဲ့အချိန်မှာမျက်နှာမှာကြည့်ရပုံနဲ့ကင်မရာနဲ့အသိမတူပါတော့ကင်မရာနဲ့နေဖြူနေကင်မရာအပြင်မှာကြည့်ရပုံမှာဆိုလို့ရှိရင်ဒီ Judy Doyle ဘက်ကပိုပြီး grayish ဖြစ်တယ်ပိုပြီးတော့မှဟိုအဖြူ gray ဆန်တယ်ပေါ့နော်ဒီကိုရောက်ပို့စီဆန်ပါလေဒီနောက်ကိုရောပြီးတော့မှာပဲနှာခေါင်းကိုလို့ချလိုက်ပါမယ်ဒါကွန်ထရောချပီးတော့လေပေါ့နော် နှစ်ခုအမြင်ရပြောမယ်ဆိုရင်နှလုံးနဲ့နှလုံးနဲ့တိုက်ရိုက်နေရတဲ့မင်းထဲမှာကြည့်ရတဲ့အမြင်အပြင်မှာကြည့်ရတဲ့အမြင်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့က true for school ရဲ့အယောင်နဲ့အယောင်နဲ့တွေ့ရ shading ကအဲ့တော့မျက်နှာနဲ့အသားရင်းနဲ့ပို့လိုက်တယ်လောက nature ဆန်နဲ့တင်လို့တင်ထားမယ်မသိဘူးအပြင်ကလူတွေအဲ့တော့နှစ်နောက်လာကြည့်လို့ရှိရင်ကိုတို့တုံးထားမယ်လောကမသိဘူးဒီဘက်မှာတော့အပြင်ကလူတွေအဲ့တော့လာကြည့်လို့ရှိရင်သူတို့ခုတင်ထားတယ်ဆိုတော့ တည်နိုင်တယ်ပေါ့နော်ပစ္စည်းတစ်ခုပို့တိကမှတည်ထားမယ်တည်ထားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခူတုံးခွန်တိုးအရာကနည်းနည်းလေးပို့ပြီးအရင်ခူထုံးဆန်နေတယ်ခူတုံးခူအရင်ဖြစ်နေတယ်ပေါ့နော် greenish ပို့ဆန်တယ်ပို့ပြီးမှခဲရောင်ဘက်ကိုသွားနေတယ်အဲ့အတွက်နည်းနည်းလေးတည်တာနေတယ်အဲ့တော့အသားနဲ့ထပ်ထဲကြပြော blend တွေပဲဖြစ်နေတယ်ပေါ့နော်အဲ့အတွက်အရောကတော့အဲ့တော့အသားရည်နဲ့ light ဖက်တဲ့ဒီ true force ကိုပို့ပြီးမှကြိုက်တယ်ဂျူဒီတော့တယ်ပေါ့နော်ဒါဂျူဒီတော့02ဒီအားကျတော့ classic ဖြစ်ပါတယ်အဲ့ဒီဘက်ကဆိုလို့ရှိရင်သူ့ရဲ့ view က highlight ဒီအားလေးပုံလိုက်ပေါ့နော် highlight ကိုဘယ်နေရာတုံးချင်လဲဆိုတော့ဒီနေရာလေးဒီနေရာဒီနေရာဒီနေရာလေးတကယ်ရင်ကျတော့ဒီနှာခေါင်းလေးကိုတင်ကြတယ် ဖြူလေးပါတယ် highlight ပါတယ်နှစ်မျိုးပေါ့နော်ဒီအဖြူကပို့ပြီးတော့မှဂျူဒီတော့ကဖြူတက်ကို sorry ဂျူကော for school ကတက်ကိုသူကပို့ပြီးတော့မှဖြူတယ်ပေါင်းတာပို့ဖြူတယ်အဲ့တော့ highlight ကပို့ပြီးထင်ပါလိမ့်မယ် yes highlight ပုံဆိုလို့ရှိရလားအဲ့တော့ဒီဂျူဒီတော့ကပို့ကြိုက်တယ်သူ့ကိုတင်လိုက်တော့မှပဲလုံးဝ link ထင်းသွားတယ်ပေါ့နော်ဒါသူ့ရဲ့ highlight အဲ့အဲ့အဲ့လေးကိုအဲ့ဒါကတော့ဒီဒီဖဲလက်မှာအကောင်းဆုံးပေါ့နော်ဒါလေးကိုယူပြီးတော့မှာ နှာခေါင်းလေးဒီနေရာလေးလိုတင်လို့ရတယ်ခေတင်ထားတဲ့ဘက်ဖြစ်ပါတယ်နှစ်ခုစလုံးရဲ့ဖောင်တာတခြားကတော့အမုံဖွာတယ်နှစ်ခုစလုံးကအဲ့လိုမျိုး brush တင်လိုက်လို့ရှိရင်အမုံထွက်တယ်ပေါ့နော်အမုံထွက်ခြင်းနဲ့အမုံရင်ထွက်တယ်အမုံလို့ရှိရင်အမုံထွက်တယ်ဒါက highlight က highlight နေရာရင်ဒီညာလေးတွေ highlight ထည့်ထားပါတယ်။တခြားနေရာတွေက control နေရာတွေဖြစ်ပါတယ်။ဒါက two for scope က control ကို Julie Dora ဟာနဲ့ချထားတယ်။ပြီးရင် highlight ကို ဂျူနီတော့ဟာနေပဲလောက်ထားတယ်ပြီးရင်သူ့မှာ glitter highlight လေးပါတဲ့အတွက်ရှင်မလုတ်လေးရတော့တယ်နှာခေါင်းမလေးထိထားတယ်နှာရိုးကိုလည်းဒီကနေပဲဂျူနီတော့ဘက်ကနေပဲချိန်ထားတယ်ဒီနှာခေါင်းရိုးကိုလည်းတူကူ first school ကနေပဲတုံးထားတယ်ဒါကတော့ Arai ရဲ့နှစ်ခုစလုံးရဲ့တုံးချရထားတဲ့ application ဖြစ်ပါတယ် bye bye